ျွန်တော်တို့ရေဒီ intro ရေကျွန်တော်တို့ဆိုလို့ရေကျွန်တော်ပြောပြပေးသွားမှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့ intro ကစပြီးတော့လေ့လာမှာကျွန်တော် G ပေါ့เนาะသူကအဲဒီရကကျွန်တော်တို့6ကျိုးကနေပြီးတော့ကျွန်တော်နှစ်ကျိုးတစ်ကျိုးမပါဘောเนาะနှစ်ချက်ဒီရပေါ့เนาะနှစ်ကျိုးနှစ်ချက်ဒီရပြီးနောက်အဲ့လိုအဲ့လိုเนาะ3ကျိုး3ကျိုးကျွန်တော်နှစ်ကွက်ကိုဟမ်းမပေါက်လိုက်တာပေါ့เนาะ เนาะမတီးပဲနဲ့เนาะเนาะပီစီငါးကျိုးကနေပြီးတော့နှစ်ကျိုးအထိပဲတီးမယ်เนาะလို့မယ်ဖိုးတော့နှစ်ကျိုးတော့အဲအဲနှစ်ကျိုးတက်ွက်ကိုလွတ်မယ်ပြီးရင်ကျွန်တော်သုံးကျိုးနှစ်ွက်ပြီးရင် နှစ်ကျိုးသုံးကျိုးအလုပ်နော်နောက်ပြီးနောက်တစ်ခါပြီး9 4ပေါ့နော်3ကျိုးနှစ်กว่าကိုထောက်ပြီးတော့ဒီပေါ့နော်သူက3ကျိုး4ကျိုးအလုပ်ပြီး ော့ G ပေါ့နော်အဲ့ဒါ6ကျော်နေ4ကျော်ဒီပဲတီးတော့မနော်နော်ကျွန်တော်တို့ကျွန်တော်တမ်မနီတီးပြမယ်ကျွန်တော်တို့လိုက်တီးကြအောင်နော်ဒါပဲဖြစ်ပါတယ်ကျွန်တော်တို့ဆိုလိုပိုင်းကြတော့ဒီအကွက်ဒီကျွန်တော်တို့ကတေချာကိုဒီဒီမပြောတော့ဘူး။ तू က အဲကျွန်တော်တို့16 note ဒီပါရစားပါတယ်ဆိုတော့လေဆိုတော့အဲဒီအခုကြည့်နေတဲ့သူကအဲဂီတာနဲ့ကျွန်တော်နဲ့အတူ လိုက်ပြီးတော့လေ့ကျင့်မှသာအဆင်ပြေမှာပါအဲတော့ကျွန်တော်တို့ကဒီစမဲ့ဟာတော့ကျွန်တော်တို့ခုနှစ်အကွက်၃ဂျူအစားပါဘောနော်အဲတကယ်တမ်းကျတော့လေကျွန်တော်နားတော့ကြည့်တော့ဘင်ဂျူနဲ့တီးထားတာပါဘောနော်ဒါပေမဲ့ကျွန်တော်ကဂီတာနဲ့အနည်းဆုံးအဲတီးခတ်ခြင်းဖြစ်ပါတယ်ကျွန်တော်၃ဂျူခုနှစ်အကွက်ပါဘောနော်အဲ့ဒါကိုကျွန်တော်တို့ဘင်ဂျူအတန်နဲ့တူအောင်ကျွန်တော် ဲ့လိုဒီရနဲ့မဟုတ်ဘူးဖြွားပြီးဒီရနော်အဲ့လိုဒီရနော်နောက်ကပြန်လာမယ်နောက်တစ်ခါဒီနေရာကြတော့ဒီဂျို့ ောက်တစ်ခါပြန်လာမယ်အဲ့မှာပြီးသွားလို့ရှိရင်ကျွန်တော် 16th note တွေဖြစ်တဲ့အတွက်မလို့အဲဒီနေရာလေးမှာကျွန်တော်က၃ပြတ်ပိုင်းပြီးတော့ကျွန်တော်ပြပေးမယ်เนาะကျွန်တော်လည်းဒူဂီတာနဲ့ဒူလိုက်တီးကြီးမှာပဲအဆင်ပြေမှာပါ เนาะดีดียามดิเนเนาะพี่นอกตะเพียเนาะเอาซอจนเรา1เนี่ย2โบบาวดีมั้ย အပိုင်းသုံးကြတော့နော်အပိုင်းသုံးဆိုအပိုင်း1နဲ့3ပေါင်းတီးမယ် ဒီနေရာလေးတန်ဖိုးနည်းနည်းနည်းနဲ့ကျွန်တော်ထပ်ထပ်မြင့်လိုက်မယ်မှာကျွန်တော်ပြန်ဖွားပြီးဒီမယ်။နောက်ဒါပါပဲเนาะ။ ထားစီပေါ့နော်ပြီးရင်၃ဂျိုးလေးဂျိုးနော်ဒါနော်ပြီးရင်ဘီနော်တကခုနတိုင်းပဲနော်အဲ့ဒါကိုပဲကျွန်တော်တို့ကပတ်သွားတာပေါ့နော်ကျွန်တော် SG တမ်မိုအနည်းလေးကျွန်တော်အစဆုံးတီးပြမယ် ကျွန်တော်တို့လိုက်လိုက်ပြီးကြည့်ပါဆက်ဆက်အောင်ဆိုတန်ဖိုးနိမ့်နိမ့်လေးနဲ့ပဲကျွန်တော်တို့ဒီတီးဖို့အဆင်ပြေပါမယ်လေးချင်းပြီးတော့မှသာလေဒါတဖြည်းဖြည်းချင်းညံပို့ကိုစူးစမ်းမှာဖြစ်ပါတယ်နော် ်းကြမယ်လို့မျှော်လင့်ပါတယ်ဒီဗီဒီယိုလေးတက်ကတက်ကလေးကြည့်ပြီးတော့ join လေးခြင်းပါအားလုံးကျေးဇူးတင်ပါတယ်